ဒီသူတွေကဟိုတင်ပြမဲ့ဟေးဆိုဖန်နှဆိုင်ရာတွေမှာဗန်ထာနှဆိုင်ရာကိုဘယ်လိုသွားမှမမသိဘူးအဲ့အတွက်ကြောင့်မို့လို့ပြည်သူအတန်ကိုတိုက်ရိုက်နားထောင်ပြီးမဲ့အဖွဲ့အစည်းတစ်ခုကိုပါဝင်ဖွဲ့စည်းပေးစေခြင်းနဲ့ပြည်သူနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့အဖွဲ့အစည်းတစ်ခုကိုလိုအပ်တယ်မမင်္ဂလာပါမင်္ဂလာပါရှင် ရကဝယ်ပဲနေကျမမယ်လို့ទីထားလဲ12လပိုင်း20ရင်းနဲ့ကျမမယ်လို့ទីထားပါတယ်ရှင်ဟုတ်ကဲ့ဒီရကဘက်မှာဆိုပြည်သူတယောက်နေနဲ့အဲပြည်သူတွေကတင်မြောက်တယ်ပေါ့နော်အစရတစ်တည်းပေါ်လာမယ်ဆိုရင်ဘလို့ဆန္ဒရရှိတယ်ပြည်သူအတန်ကိုနားထောင်ပေးပြီးတော့စီစဉ်ဆောင်ရွက်ပေးမဲ့အဖွဲ့အစည်းတစ်ခုပြည်သူနဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့အဖွဲ့အစည်းတစ်ခုကိုပါဝင်ဖွဲ့စည်းပေးစေချင်ပါတယ်။ ့ဘာကြောင့်ဖွင့်စည်းပေးစီခြင်းနဲ့အားလဲပြည်သူတွေကဟိုတင်ပြမယ်ဟေးဆိုဖန်နှန်းဆိုင်ရာတွေမှာဗန်ထာနှန်းဆိုင်ရာကိုဘယ်လိုသွားမှာမသိဘူးမသိတဲ့အခါကျတော့ပြည်သူတွေရဲ့အတန်အောင်နားထောင်ပေးပြီးတော့အသီးသီးဆောင်ရွက်ပေးနိုင်မယ်ဌာနဆိုင်ရာအစဉ်အဆက်ကိုညွှန်ကြားပေးနိုင်မယ်အဖွဲ့အစည်းတစ်ခုကိုလိုအပ်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ပြည်သူအတန်အောင်တိုက်ရိုက်နားထောင်ပေးမယ်အဖွဲ့အစည်းတစ်ခုကိုပါဝင်ဖွဲ့စည်းပေးစီခြင်းနဲ့ပြည်သူနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့အဖွဲ့အစည်းတစ်ခုကိုလိုအပ်တယ် โอเคဧကဝန်နဲ့ပတ်သက်ပြီးတော့နိုင်ငံသားတိုင်းကဒါအခွင့်အရေးတွေเนาะနိုင်ငံသားတိုင်းရဲ့အခွင့်အရေးမဲပေးကိုပေးတင်တယ်ပေါ့เนาะဒါနဲ့ပတ်သက်ပြီးတော့မဲပေးတင်တယ်ဆိုတဲ့ဟာကြီးကဘာကြောင့်မဲပေးတင်တယ်ဆိုတာပြောပြပါဦးပေါ့ကိုအခွင့်အရေးကိုကိုရှာမလည်းပဝင်းကျင်ကောင်ဆိုတာရမှာလေပဝင်းကျင်ကောင်လို့ကျင်အဲ့ပဝင်းကျင်ကိုရေးချက်တက်ဖို့လိုအပ်တယ်ပဝင်းကျင်ကိုပြုပြင်ပေးဖို့လိုအပ်တယ်ထောက်ပြပေးဖို့လိုအပ်တယ်ဒါတွေကပြည်သူပြည်သားတိုင်းမှာရှိတင်တဲ့နိုင်ငံသားတိုင်းမှာရှိတင်တဲ့အခွင့်အရေးတည့်ရက်ပဲဒီအခွင့်အရေးကိုလက်စုပ်လက်ကင်ပြုပြီးတော့ကောင်းမွန်တဲ့အနာဂတ်စီကိုသွားကြမယ် ဟုတ်ကဲ့ရေကောက်ပွဲကိုဘယ်လိုနားလည်ထားလဲရေကောက်ပွဲဆိုတာပြည်သူရဲ့ဆန္ဒတွေကိုအ धिक အကောင့်ထဲပေါ်ပေးမဲ့အဖွဲ့အစည်းတစ်ခုကိုပြည်သူအတွက်ရွေးချယ်ပိုင်ခွင့်ပေးတယ်လို့ညွှန်မှန်းထားတယ်ဟုတ်ကဲ့ပါအခုလိုမျိုးညွှန်မှန်းတယ်လို့စိတ်ဆန္ဒကြီးပြည့်ဝပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဗီဒန်စုနဲ့ပြည့်ပါစေနိုင်ငံတော်ကြီးဒီထက်မကတိုးတက်အောင်မြင်ပြီးတော့ပြည်သူဆန္ဒတွေတစ်လုံးတဝါနဲ့ပြည့်စုံတဲ့နိုင်ငံတည်စီကိုသွားကြမယ်